ကဲအားလုံးပဲမင်္ဂလာပါလို့ ဘယ်သူတွေရှိလဲမသိပါဘူးဗျာဖုန်းကအဆင်မပြေတာနဲ့ဖုန်းအဆင်မပြေတာနဲ့ update လေးတင်ပြီးတော့ဖုန်းကိုနည်းနည်းလေးပြန်လုပ်လိုက်မှအဆင်ပြေသွားတာကဲအားလုံးပဲ live ပြန်လွှင့်လို့ရပြီ။ စကားတွေအများကြီးပြောလို့ရပြီ။တော့မကြခင်မှာလည်းစကားပြောဖို့ရှိပါတယ်။အဲ့တော့ယနေ့ကာလတော်လန်ရေးရန်ရေးကြည့်တယ်။ကျွန်တော်အများနဲ့ပြောလို့ရှိတယ်။တော်လန်ရေးဗတိသွားမှလည်းဆိုတဲ့ကိစ္စကိုကျွန်တော်တို့ဒီကိုယ်တိုင်သုံးသပ်နိုင်မှုဆိုရင်ကျွန်တော်တို့ပြည်သူတွေအကုန်လုံးကနားလည်နေဖို့ရန်ရေးကြည့်တယ်။ ဲတချို့ကတော့ပြောတယ်ရွေးကောက်ပွဲမဖြစ်ဘူးတွေဖြစ်တယ်တွေပေါ့ရွေးကောက်ပွဲကအင်းသူလောက်ချင်ဖြစ်တယ်စစ်အုပ်စုရဲ့ထွက်ပေါက်ကရွေးကောက်ပွဲတစ်ခုပဲရှိတာလားဆိုတော့လည်းမဟုတ်ဘူးကျွန်တော်တို့ဒီ1988လူလူလှုပ်ရှားမှုအရေးတော်ပုံကြီးပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံတော်ညီဝင်ပြည်ပမှုတိဆောက်ရေးအဖွဲ့နဝတကိုတိဆောက်လိုက်တယ်အဲနဝတအစိုးရတက်လာပြီးတဲ့အချိန်မှာရွေးကောက်ပွဲလုပ်ပေးမှာပဲကျွန်တော်တို့အဲ့ဒီအချိန်က ဒီ88ရဲ့လိုချင်တဲ့ target ကဘာလဲဆိုတော့ကျွန်တော်တို့ဒီအပြောင်းလဲပေါ့ဗျာအပြောင်းလဲလိုချင်တဲ့သဘောလူလူတရက်လုံးပြည်သူလူလူတရက်လုံးလဲနေနေဆောင်မြင်းချောင်းမကြံအဲကျွန်တော်တို့ဒီစစ်အုပ်စုဒီမဆာလာပါတီရဲ့အဖွဲ့ဝင်တွေအပါဝင်စစ်သားတွေရဲတွေเนาะအစရှိတဲ့အဲလက်နက်ကိုင်အဖွဲ့စည်းတွေเนาะဒီနေဝင်းအောင်မှာလက်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လက်နက်ကိုင်အဖွဲ့စည်းတွေကိုယ်တိုင်ပူးပေါင်းပါဝင်လာတာ အဲ့တော့88ပြီးသွားတော့အပြောင်းလဲလိုချင်တာသူတို့ကရွေးကောက်ပွဲနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအဲ့တော့နိုင်ငံရေးသမားတွေကဘာကိုမျှော်လင့်လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ရွေးကောက်ပွဲလုပ်ဝေးရေးကိုဥတည်တယ်ဒါပေမဲ့နဝတအစိုးရမဆာလာပါတီကလည်းအဲရအောင်လုပ်ပေးလိုက်တယ်1990ရွေးကောက်ပွဲပေါ့ဗျာအဲ့လို1990ရွေးကောက်ပွဲလုပ်ပြီးတဲ့အချိန်မှာနိုင်ငံရေးသမားတွေကလွှတ်တော်ထဲကိုဝင်မယ်လွှတ်တော်ထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်ဆိုတော့ အဲစိတ်ကူးရင်အိမ်မက်စိတ်ကူးရင်အိမ်မက်ဖြစ်ပေါ်လာတယ်ဖြစ်ပေါ်လာတော့အဲရွေးကောက်ပွဲတွေဝင်ကြတယ်လှွတ်တင်လှွတ်တိုက်တဲ့လူတွေကိုလှွတ်ပေးတယ်အဲအဲ့အချိန်မှာကျွန်တော်တို့ကအဲရွေးကောက်ပွဲကြီးပြီးသွားတဲ့အချိန်မှာတခါပြန်ဖမ်းတယ်လူဖမ်းပွဲကြီးတွေပြန်လုပ်တယ်အဲအဲ့ဒီအချိန်မှာပြီးသွားတဲ့ခါကျတော့ကျွန်တော်တို့ဒီ1995 96ကျွန်တော်ပြောပြမယ်88ကနေပြီးတော့89 90 91 92 93 94ဆိုတဲ့ခုနှစ်နှစ်တာကာလအဲ့ဒီမှာ ABDS လို့ခေါ်တဲ့ចောင်းသားတွေဥဆောင်တဲ့ចောင်းသားတက်မတော်ចောင်းသားတက်မတော်ရဲ့လူပေါင်းသစ်ပါတီအခြားပါတီတွေအပါဝင် DAB တပေါင်းစုကြီးနဲ့တော်လှန်ရေးစကားကြတယ်ရန်သူဘက်ကနေပြီးတော့ရန်သူဘက်ကနေပြီးတော့အဲသူတို့ရဲ့ဒလန်တရှိုးတွေထည့်ပြီးတော့အသင်းခွဲတက်ရှိုးနဲ့အချင်းချင်းဖမ်းတက်ဖြတ်တာတွေနဲ့အဲ ABDSD ကွဲခဲ့တယ်အဲ KNU လည်းကွဲခဲ့တယ်တကယ်အဲ့တော့ကတော့တကယ်ကို debut ဥဆောင်ခဲ့တဲ့ KNU ပေါ့နော် KNU အာကွဲခဲ့တယ်ပေါ့ DKBA နဲ့ KNU နဲ့ကွဲခဲ့တယ် KNU KNL တက်ဖွဲ့ဝင်တော်မှကောသူလေးတပြည်ညာလုံးမှအင်အား300ကျော်လောက်ပဲရှိရတဲ့အထီကိုဖြစ်သွားတာအဲ့တော့ထားပါတော့ဗျာကျွန်တော်တို့ဒီဘာကြောင့်ကွဲတယ်ဆိုတဲ့ဥစားရန်သူရဲ့သွေးခွဲတက်ရှုံမှုတွေကနေရာတိုင်းလိုလိုစနစ်တကျတိစောက်တာဖြစ်တယ် နေ့ကာလကျွန်တော်တို့တော်လန်ရေးကိုပြန်ကြည့်ကြည့်ကျွန်တော်တို့အစိုးရလို့ပြောတဲ့လူတွေထဲမှာလည်းတာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိတယ်တာဝန်ယူမှုတာဝန်ခံမှုဆိုတာအစိုးရလို့ဖွဲ့စည်းပြီးသွားရင်အစိုးရကပြဌာန်းထားတဲ့ဥပဒေတွေစီမင်းစည်းကမ်းတွေနေဥပဒေတွေရှိတယ်အဲဒီစီမီစီကန်နေဥပဒေတွေကိုစီမီစီကန်နေဥပဒေတွေကိုကျွန်တော်တို့ကနားလည်ဖို့ဆိုလို့ရှိရင်ပိုင်သူ ဲပိုင်သူဝင်လာပါလားဘယ်လိုပြောမလဲလမ်းမအော်နေလဲအဲ့မခဏထိုင်နေကောင်းအဲ့တော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့လက်ရှိကာလမှာကျွန်တော်တို့လက်ရှိကာလမှာအမတန်ရေးကြီးတယ်အမတန်ရေးကြီးတဲ့ကာလမှာကျွန်တော်တို့ကမပြောပြနေရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရန်သူကငကိုတဲကကျွန်တော်2018မတိုင်ခင်2019မှာတဲကအဲကျွန်တော်တို့စနစ်တကျနဲ့ထိုးခွဲခဲ့တယ်အဲ့ဒါဘာလဲဆိုတော့အဲဒေါ်လာတန်း80 တိတိသုံးပြီးတော့ပြည်တွင်းပြည်ပထောက်လိုင်းရင်နေထားခဲ့တယ်။လိုင်းနေနဲ့ကြာနေသီးခံပြီးနှားထောင်ပေးပါ။เนาะအဲ့တော့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုပြန်ကြည့်ရင်အဲကျွန်တော်တို့ရွေးကောက်ပွဲဖြစ်နိုင်လားဆိုတော့လည်းဖြစ်နိုင်တယ်။အဲရွေးကောက်ပွဲပြီးရင်ဘာတွေဆက်ပြစ်မယ်ဆိုလည်းသိတယ်။ကြိုသိနေတယ်။အဲ့တော့အဲ့ဒါဆိုအချိန်ရရင်ကျွန်တော်ဖြည်းဖြည်းချင်းရှင်းပြမယ်။ရန်သူရဲ့သွေးခွဲတက်ရှူမှုကစာအုပ်ဆုံးစပြီးတော့တော်လန်ရေးကိုဘယ်ရစလဲဆိုရင်တော်လန်ရေးကပြည်သူလူထုကစပြီးတော့ ြည်သူလူထုကပဲအဆုံးသတ်ရမယ့်တော်လှန်ရေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုပထမဆုံးပြောချင်တယ်။ယနေ့ကာလမှာတော်လှန်ရေးဘာလို့လုပ်လဲ။တော်လှန်ရေးအလှူခံပြီးတော့အလုပ်လုပ်တယ်။တော်လှန်ရေးဘယ်လိုလုပ်လဲ။တော်တော်များများကတော်လှန်ရေးကိုအလှူခံရမှအလုပ်လုပ်တယ်။အဲ့တော့ပြောချင်တာဘာလဲဆိုတော့အလှူခံတဲ့နေရာမှာစစ်အုပ်စုကတော့၎င်းစစ်အုပ်စုရဲ့လက်ပါစီရတော့၎င်းနာမည်ကြီးတဲ့ဆယ်လီဘရီတွေကိုလှူတယ် အဲသူ့ကိုပဲယုံကြည်စိတ်ချရတယ်လို့လို့အဲသူကပဲဟိုတော်လန်ရေးပေါ်မှာစေတနာရှိတယ်လို့လို့ဖြစ်အောင်ကိုအကောက်ပေါင်းများစွာနဲ့အလှကံတွေဖွင့်ကြတယ်အလှကံတွေထည့်ကြတယ်ယနေ့ကလာ line ပေါ်မှာတွေ့တယ်တယောက်နဲ့တယောက်နဲ့ခွတ်ဆောင်ခုတ်တဲ့ပြဿနာတွေဆရာတပည့်ပြဿနာတွေတိုက်ဆောက်အိမ်ဆောက်တဲ့ပြဿနာတွေအဲ့ဒီမှာစီစစ်လိုက်စစ်အုပ်စုရဲ့လဘာစီတွေအများကြီးတွေ့ရတယ်ကျွန်တော်တို့မပြောသေးဘူးဘယ်သူပါလဲဆိုတော့သိမပြောသေးတာမြဲမြဲမှတ်တာမြဲမြဲမှတ်တာ မင်းအောင်လိုင်းမင်းအောင်လိုင်းကိုရှော့မတွက်နဲ့မင်းအောင်လိုင်းကိုရှော့မတွက်နဲ့88ကကျွန်တော်တို့လိုချင်တာကနိုင်ငံ